ပိုင်မှာရှိတဲ့လူတွေတော်တော်များများလဲကိုယ့်ရဲ့ညီကိုလိုလူတွေကြီးပါပဲအဲ့လိုပဲဒီလိုပလေကတ်တွေပါရဲ့ဝတ်တဲ့ဟိုကြိုက်လို့ဝတ်တဲ့လူလည်းရှိတယ်အဲအဓိကတော့လူနည်းစုပေါ့နော်လူနည်းစုဆိုတာအဲဒီလိုဝတ်တဲ့အဝတ်အစားဝတ်တာကိုဟိုဟိုပေါ့လူစိုးတယောက်ဖိုက်တာတယောက်လိုမျိုးနေမည်တစ်ခုမှအယောင်ဆောင်ပြီးတော့လှုပ်တတ်တဲ့အယောင်ဆောင်တဲ့လောကတည်တည်လေးတစ်ခုကိုကြီးပဲပြောတဲ့ဘော င်္ဂလာပတ်သက်တော့ဒီကားတော့ဟိုပေါ့အရှင်ကားပေါ့နော်အရှင်ကားဆိုတာတော့အရှင်ကားဆိုတာတော့ဘယ်လိုဘယ်လိုပြောမလဲဒီလိုပေါ့အဖွဲ့အစည်းတွေအဲဘယ်လိုပြောမလဲအကြမ်းဖက်မှုတွေပြီးတော့နောက်အင်အားတွေပေါ့နော်အင်အားတွေဆိုတာအဲစီးပွားရှာတဲ့ဟိုဟိုတမာမှုတမာမှုငွေကြေးအင်အားရဲ့အကြောင်းအရာတွေအဲဟိုပေါ့မိုက်မဲတယ်ဆိုပေမဲ့လည်းဟိုဟိုပေါ့မိုက်မဲမှုเนี่ย ဟိုတတိရှိပြီးတော့တတိရှိတဲ့ revenge ပေါ့နော်တုံ့ပြန်မှုအဲ့မျိုးတွေကိုတိဆောက်ရတဲ့စက်ပါဘလောက်တောင်ကျန်လာလဲဆိုတော့ကျန်တော့ကျန်လာကျန်တော့ကျန်လာဆိုတော့သူကဟိုတစ်ခွဲ့နဲ့တစ်ခွဲ့ကတဆင့်ပြီးတဆင့်ပြောင်းနေပြောင်းတိုက်ခိုက်ကြတာဆိုတော့လေပထမအဆင့်မှာတော့ဟိုချိတ်မိသွားတာပေါ့နော်ချိတ်မိသွားတဲ့ခါကျတော့ fighting ကသူကသူ့ရဲ့တန်ဖိုးတွေရှိတာပေါ့ပထမတော့ဟိုတပည့်တွေကိုလာလို့တယ်တပည့်တွေကနေမှနောက်တဆင့်နောက်တဆင့်နောက်တဆင့်ဆိုတော့ ီ fighting gang တွေကအဆင့်ဆင့်တက်သွားတဲ့ခါကျတော့များလဲများပြန်လဲပြန်ပါတယ်ရက်တွေလည်းအများကြီးအပိုင်မှာရှိတဲ့လူတွေတော်တော်များများလဲကိုယ့်ရဲ့ညီကိုလိုလူတွေကြီးပါပဲဘလို့ပဲဒီလို play card တွေပါရွေးဝတ်တဲ့ဟိုကြိုက်လို့ဝတ်တဲ့လူလည်းရှိတယ်အဲအဓိကတော့လူနည်းစုပေါ့နော်လူနည်းစုဆိုတာအဲဒီလိုဝတ်တဲ့အဝတ်အစားဝတ်တာကိုဟိုဟိုပေါ့လူစိုးတယောက် fighter တယောက်လိုမျိုးနေမြေတခုမှအယောင်ဆောင်ပြီးတော့လုတ်တက်တဲ့ အယောင်ဆောင်တဲ့လောကတည်တည်လေးတစ်ခုရှိပဲပြောတဲ့သဘောအားနာတာဘာလဲဆိုလေကရောင်းတဲ့လူတွေအကုန်လုံးကလည်းကိုညီတွေအများကြီးပဲဝင်နေတဲ့ထဲမှာလည်းအများကြီးပဲအဓိကတော့ညီမလေးကပလေကတ်ဝတ်ခြင်းမဝတ်ခြင်းဆိုတာလေအယောင်ဆောင်ရင်တကယ်အစ်စ်မှန်နေရလေကြိုက်တဲ့လူဝတ်တယ်လို့ဟိုတကယ်ဖိုက်တာအစ်စ်တွေနဲ့မိုးတဲ့လူတွေလည်းရှိတယ်အဲ့ဒီ message ကိုပေးတာအဓိကတော့ဒီမှာနည်းနည်းပေါ့ဘာလို့လဲဆိုတော့ ကိုကအဲ့မှာကိုညီကိုလိုသူ့နာမည်အလွဲသုံးစားလုပ်တဲ့ကိုညီကိုလူကိုခေါ်လိုက်တဲ့ရေအောင်ဒီမှာငါခေါ်ထားတဲ့ပါညာဆိုတဲ့ဇလန်းရဲ့ဟိုသူ့ frame တစ်ခုရှိဟုတ်ကဲ့อืมနင်းတော့လိုအပ်မယ်ထင်တယ်။ဘာလို့လဲဆိုတော့ခုနကပြောသလိုပေါ့အပိုင်းဒီမှာရှိတဲ့ညီကိုတွေနဲ့ပြီးတော့လက်ရှိလောက်ကရင်သွာလာနေတဲ့လူတွေနဲ့ကြားထဲမှာရောင်းဆောင်ဆိုတာတော့မကောင်းဘူး။မဖြစ်တင်ဘူးထင်တာ။အဲ့တော့အဲ့ဒါလောကတော့အဲ့ရောင်းဆောင်တတ်တဲ့ တချို့တချို့လူတွေအတိကပြောလိုက်တဲ့ပုံအရင်တော့ဆိုရင်ဒီကင်မရာ movement တွေကယိုးတယ်ယိုးတယ်ဆိုတာလူတယောက်လမ်းလျှောက်တယ်ဆိုရင်သူကလမ်းလျှောက်တဲ့ဟာကိုအဝေးရိုက်မယ်အနေရိုက်မယ်ဒီလောက်ပဲအခုကျတော့ကင်မရာရိုက်တဲ့ကင်မရာမန်တွေရော EDD တွေရောအကုန်လုံးကလှုပ်ရှားမှုကအရင်ကောင်းတယ်ဒါမှမဟုတ်ကိုယ်တွေလောက်ကတော့တန်ပန်ပါပဲဒီလူနဲ့လူနဲ့ခြားဆိုဒီလူနဲ့လူနဲ့ပဲခြားတာပဲဒါမှမဟုတ်ဟိုကြည့်ရတဲ့ပြည်သက် trust ရအောင်ကျတော့ကင်မရာ light brown လောက်ကိုရအောင် ရောင်းလို့ပြီးတော့လှုပ်ရှားမှုတွေကဒီကြည့်တဲ့ပြိတ္တကိုယ်တိုင်ကနိုင်ငံမှာဆိုလဲဒီလိုပဲလေဒီကင်မရာရဲ့ချိန်ချင်းကလူတယောက်ကခြေောက်တစ်ချောင်းကန်လိုက်တာဒီခြေောက်ကန်လိုက်တာဘေးရက်ကြီးကြိုက်တာလေခြေောက်ထွက်သွားတယ်ဟိုဘက်ကထိရဲ့လူဒီဘက်ကကန်တဲ့လူဆိုတော့ position တွေကိုပေါင်းလိုက်တဲ့အခါကျတော့ရက်တမြောက်တာပေါ့နော်အဲ့ဒီဘက်ဟိုလှုပ်ရတာပြင်းပန်းရတာပြင်းပန်းအောင်ကျွတ်နေတယ်ကြည့်ရလူတွေတော့လည်း ဘိုက်မယ်လို့ထင်တယ်ကတော့ကိုကကြတော့ဘယ်လိုကောင်းလဲဇက်ဖို့ပေါ့ဇက်ဖို့ဆိုတာဇက်ဖို့ဆိုတာကဒီတိုင်းကြရင်သူကဘာမှမဟုတ်သူလို့ ਨੇ အရေးကြီးတယ်အရေးကြီးတဲ့အခါကျတော့ကိုကအပြစ်တစ်ခုလုပ်ပြီးဇက်ဖို့တာမျိုးရှိတယ်အကြမ်းလုပ်ပြီးဇက်ဖို့တာမျိုးရှိတယ်အဲပြီးလို့ရှိလို့ရှိရင်ဟိုဘယ်လိုကောင်းလဲလူကြီးသူမတယောက်လို့ဆုံးမပြီးဇက်ဖို့တာမျိုးရှိအဲဇက်ဖို့ထဲမှာကိုနဲ့အလိုက်ဆုံးကြိုက်တာတော့ဘန်ပေါ့နော်ဘန်ဆိုတာဒီပါဝါရှိတဲ့အကြောင်းအရာကိုဘန်လုပ်တဲ့လူပေါ့ ိုကပါဝါပေါ့အဲ့လိုမျိုးဟိုပေါ့ပါဝါနဲ့ဘန်းလောက်ကတာမျိုးပို့ပြီးတော့ဟိုကိုတင်လိုက်ဖက်တယ်လို့ထင်တယ်အဲ့အဲ့လိုဟာမျိုးတွေလုပ်ဖြစ်တာပြဒီထဲမှာဟိုပေါ့လေတမ်းမန်ဟိုမတူညီတဲ့မတူညီနိုင်တဲ့ပေါ့မတူညီနိုင်တဲ့ဆိုတာဟိုဟိုဒါတော့ယုံနေရောက်ရင်ဟိုတိပေါ့မို့နော်ဥမာမင်းသမီးဆိုရင်လည်းသူတော်တော်ကိုယ်တွေတော့မှအဲ့ရိုက်တဲ့အချိန်မှာရှင်းပြောရင်ဟိုအရန်ထူးဆန်းတဲ့ ရိုက်ချက်တခုပေါ့နော်ဒီလိုအထက်အများကြီးမှာအဲ့လိုကြိုးကြီးနဲ့ပါညာဆိုတော့သိမလားကိုတော်ကသွားကြည့်တော့ဘေးနားနေဝှက်ပြီးကြည်ရတယ်မှာအရန်မြင့်တော့အဲ့လိုမျိုးပေါ့တကယ်ကိုစိတ်လှုပ်ရှားစရာကောင်းလှုပ်ဆောင်ထားတာမျိုးရှိရအတွက်သွားကြည့်စေချင်ပါဘူးပြီးတော့ဒီမှာကဟို action ကားတသက်မဟုတ်ဘဲနဲ့ဟိုပေါ့ message ခုခုပေါ့အတိအပဲရှိတဲ့ message တခုခုရှိရတဲ့အတွက်လေ action ကားတသက်ကြီးအောင်မဟုတ်ပါဘူးအဲ့မှာဟို ပေးခြင်းတဲ့ message တွေတော့ရှိတယ်เนาะအဲ့အတွက်သွားကြည့်တင်နေပြီးတော့ကောင်းတဲ့ဇာတ်လမ်းတစ်ပုဒ်လို့လည်းပြောချင်ပါတယ်မြန်မာစတာပစာ